BBC မြန်မာပိုင်းအစီအစဉ်ရဲ့ထုတ်လွှင့်ချက်တွေကို podcast ကနေရယူနိုင်တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖို့အစီအစဉ်တွေကို BBC Bamis.com မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ မင်္ဂလာညချမ်းပါခင်ဗျာနိုဝင်ဘာလ10ရက်တနင်္လာညချမ်း BBC မြန်မာပိုင်းစီစဉ်တွေကိုလန်ဒန်ကတင်ဆက်ပေးနေပါပြီဒီညနားဆင်ရမယ့်အထဲကမ်ဘောဒီးယားနဲ့အဖြစ်ရဖော်ဆောင်ရေးဆွေးနွေးပွဲတွေကိုရက်ဆိုင်လိုက်ကြောင်းထိုင်းဘက်ကပြောတယ်ကြောင်းပြင်တိုင်ဝမ်နဲ့ဆက်ပြီးလမ်းတွေလာတော့ channel channel ဆိုင်ရာတော့ပေါက်ကွဲနေကုန်တော့မယ်ပေါ့နော်ဒါမိုင်းထောင်မျိုးပေါက်ကွဲတဲ့နေရာမျိုးပဲ KK Park နေရာတချို့ကိုစစ်တပ်နဲ့ BKF ကဖောက်ခွဲမှုတွေဇက်တိုက်လုပ်နေတဲ့ကြောင်းနဲ့ရွေးကောက်ပွဲနီးမှာ internet line တွေပြတ်တောက်နှေးကွေးနေတဲ့ကြောင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ဒီညစီစဉ်ကိုကျွန်တော်ဘိုးဘိုးကတင်ဆက်ပေးထားပါတယ်။ မန္တလေးတိုင်းမရရတပိတ်ချင်းနဲ့ဆင်ကူဘက်ကိုစိတ်ကြောင်းထုတ်လာတဲ့စစ်တပ်နဲ့တော်လန်ရေးတပ်တွေကြားတိုက်ပွဲတွေဆက်ပြင်းထန်နေလို့ပြည်သူတွေကြိုတင်ပြင်ဆင်ကြပါဆိုပြီးမန္တလေး PDF ကသတိပေးလိုက်ပါတယ်။အဲဒီမြို့နယ်တွေဟာစစ်ကောင်ရှင်ရဲ့ရွေးကောက်ပွဲကျင်းပမဲ့မြို့နယ်တွေထဲမှာလည်းပါပါတယ်။လက်ရှိချိန်မှာလည်းမရရနယ်ဆေရော်ကြီးပတ်ဝန်းကျင်မှာတိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးရင်းမြစ်ကပြောပါတယ်။ ဒီမြို့နယ်၃ခုကစစ်ဆောင်တောင်းတဲ့ချီရှိနေပြီးအရေးပေါ်ရိတ်ခါတွေလုံနေတယ်လို့လဲစစ်ဆောင်ကူညီသူတယောက်က လူမှုကွန်ရက်မှာကူညီတောင်းထားပါတယ်။ကချင်ပြည်နယ်ဖားကန့်မော်စီစာရွာလန်းစုံမှာဒီနေ့မနေ့ပောက်ကွဲမှုဖြစ်ပြီး စကားနစီထိခိုက်သလိုစစ်သားတချို့တန်းရသောအကြောင်းဒေတာတွင်ခေနေသည့်ရှိသူက BBC ကိုပြောပါရယ်လုံခင်းနဲ့မော်စီစာရွာတကျော်မှာပတ်နေတဲ့စစ်ကား၄စီးကိုတော်လန်ရေးဖွဲ့တွေက မိုင်းဆွဲတိုက်ခတ်ရာကနေပောက်ကွဲတာလို့သူကဆိုပါရယ်ဒါပြင်မော်စီစာဖားကန့်လမ်းပေါ်ကကချင်နှစ်ချင်းသင်းတော်ဖျားကြောင်ရှိမှလည်းဒီမနေ့ပောက်ကွဲမှုဖြစ်ပြီးအရက်သားတယောက်သေဆုံးခဲ့တယ်လို့သိရပါရယ် ကမ္ဘောဒီးယားနဲ့အပြည့်ရဲ့ဖော်ဆောင်ရေးဆွေးနွေးပွဲတွေကိုရက်ဆိုင်လက်ကြောင်းထိုင်းဘက်ကပြောပါတယ်။နေဆက်မှာမြေမြုပ်မိုင်းဘုံပေါက်လို့အနေဆုံးထိုင်းစစ်သား၂ယောက်ထဏ်ရခဲ့ပြီးအခုလိုရက်ဆိုင်လိုက်တာပါ။ မရထရန့်ကြီးမှုတဲ့ဒီအပြစ်ရဲ့သဘောတူညီမှုကြောင့်လူ43ယောက်သေဆုံးခဲ့တဲ့ကျူလိုင်လာကနေဆက်ပြက်ခတ်မှုတွေကိုအဆုံးသတ်စေခဲ့ပါတယ်။ထိုင်းဘက်ကိုကမ္ဘောဒီးယားကထားရှိတဲ့ရန်လိုမှုနဲ့လုံခြုံရေးအန္တရာယ်ကိုဒီပေါက်ကွဲမှုကပြနေတယ်ဆိုပြီးထိုင်းဝန်ကြီးချုပ်အနုတင်ချန်ဝီရာကွန်ကလည်းပြောပါတယ်ကမ္ဘောဒီးယားကာကွယ်ရေးဌာနကတော့ငြိမ်းချမ်းရေးတည်တံ့ဖို့မမိတ်မတုံ့ရည်စုကြောင်းပြောပါတယ် တခါဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေကိုတိဖြက်ရမှာမတိမကျဖော်ပြခဲ့တဲ့ဆိုပြီးဝေဖန်ခံရတဲ့ BBC သတင်းမှတ်တမ်းနဲ့ပတ်သက်ပြီးသတင်းအဖွဲ့အစည်းတစ်ခုလုံးရဲ့ဗက်လိုက်မှုမဟုတ်ကြောင်းနှုတ်ထွက်တော့မယ် BBC သတင်းပိုင်းခီခဲကထပ်လောင်းပြောကြားခဲ့ပါတယ်။ဒါဝင်ယူမှုကသူစီမှာဆုံးသက်တဲ့အတွက်နှုတ်ထွက်ခဲ့တယ်လို့ Deborah Dennis ကပြောပါတယ်။ဆုံးဖြတ်ချက် အမှားယွင်းဖြစ်ခဲ့လို့ဆိုပြီး BBC ဥက္ကဋ္ဌလည်းအမှတ်တွေကို တောင်းပန်ခဲ့ရပါတယ်။ပြုပြင်ရေးလုပ်ဖို့တောင်းဆိုခံနေရတဲ့ BBC ရဲ့အနာဂတ်နဲ့ပတ်သက်ပြီးဗြိတိန်ကလူတွေကြားထဲမှာဝေဖန်ပြောဆိုမှုတွေလည်းများနေပါတယ်။ BBC ကိုနိုင်ငံရေးအရာလှုံ့ဆော်မှုရှိနေတယ်လို့လည်းဆွဆွဲသူတွေရှိပါတယ်။ အင်ဒိုနီးရှားသမိုင်းဝင်ပုဂ္ဂိုလ်၁၀ဦးကိုအမျိုးသားသူရဲကောင်းဖွဲ့အနှင်းခဲ့ပါတယ်။ဒီထဲမှာလူခွင့်ရေးချိုးဖောက်မှုတွေနဲ့အာနာကိုနှစ်30ကျော်ယူခဲ့တဲ့သမရာဟောင်းဆူအတူလည်းပါပါတယ်။ဆူအတူဟာ1998မှာရာထူးကဆင်းပေးခဲ့ရပါတယ်။လက်ရှိသမရာနဲ့ဆူအတူရဲ့သမဟောင်းပရာဘိုဝိုဆူဘီယန်ကူတိုကိုရိုင်းဒီဘွဲတွေကိုချီးမြှင့်ခဲ့တာပါ။ ဆိုအပ်သူခင်မှာဖိနှိပ်ခံခဲ့ရတဲ့ဒီမိုကရေစီလှုပ်ရှားသူတွေကတည်ဆုံဖြတ်ချက်ကိုကန့်ကွက်ခဲ့ကြပါတယ်။ဆိုအပ်သူရဲ့အာဏာရှင်ခေတ်1993မှာစစ်တပ်တပ်တာခံခဲ့ရတဲ့လူလူသမားရေလှုပ်ရှားသူအမျိုးသမီးမာစီနာလေအမျိုးသားသူရဲ့ခေါင်းကြီးညာခံရသူတွေထဲမှာပါလာခဲ့ပါတယ်။ ဖူွန်စူပါတိုက်ဖုန်းမုန်တိုင်းကြီးဖြတ်သန်းပြီးတဲ့နောက်ဖိလစ်ပိုင်မှာလူတွေနေရပြန်ပြီးရှင်းလင်းရေးတွေကိုစနေပါပြီ။မုန်တိုင်းရောက်ရွာလုံးကျွတ်နှမြုပ်ကုန်းတွေရှိပြီးရွာကနေခေါမိုးတွေပေါ်မှာတွေ့ကပ်နေကြရပါတယ်။ရေပြန်ကျပြီလို့လည်းသိရပါတယ်။စောပိုင်းစစ်ခဲ့တဲ့ရပြင်ဆင်မှုနဲ့ကဲဆယ်ရေးကောင်းကောင်းလုပ်ခဲ့လို့အသက်တွေကိုကယ်နိုင်ခဲ့ပေမဲ့လေမြေပြိုပြီးရေကြီးမှုတွေကြောင့်လူလေးယောက်နဲ့ဆုံးသေဆုံးခဲ့ရကြောင်းသိရပါတယ် ဖိလစ်ပိုင်မြောက်ပိုင်းကမုန်တိုင်းတံကိုဆူဆူရွရွကျုံခဲ့ရတဲ့ကျုံကဒေသခံတွေကတော့ကူငီရေးတွေအမြန်ဆေလွတ်ဖို့အဆိုအကိုတောင်းဆိုထားပါတယ်။တောင်ကိုရီးယားအစိုးရရှေ့နေတွေက သမရဟောင်းယွန်းဆူယူကိုဆေးအုပ်ချုပ်ရေးကြီးညာခဲ့တဲ့ကာလတွေတွင် အာနာအလွဲသုံးမှုရန်သူနိုင်ငံကိုကူညီမှုတွေနဲ့ထပ်ပြီးတရားစွဲလိုက်ပါတယ်။ဆေးအုပ်ချုပ်ရေးကြီးညာမှုကိုတရားနီလန်းချအောင်လုပ်ဖို့မြောက်ကိုရီးယားဘက်ကဒရုန်းတွေလွှတ်ပြန်ခိုင်းပြီး

အွန်လိုင်းလိင်လေမှုတွေနဲ့နာမည်ကြီးခဲ့တဲ့ကင်းပြည်နယ်မြောက်ရီက KK Park နေရာတချို့ကိုစစ်တပ်နဲ့ PGF ကဖောက်ခွဲမှုတွေဆက်တိုက်လုပ်နေပါတယ်။ဒီလိုဖျက်ဆီးပြတာဟာကြားဖြန့်လုပ်ငန်းတွေကိုထိရောက်တဲ့ဖြည့်ရှင်းနည်းမဟုတ်ဘူးလို့လည်းဒေသခံတွေကပြောပါတယ်။ဒီကြောင့် Matthew Rizzo ကပြောပြပေးပါမယ်။ ထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်မြဝတီမြို့နယ်မှာအွန်လိုင်းငွေလိမ်လုပ်ငန်းတွေလုပ်နေတယ်လို့နာမည်ဆိုးနဲ့ကြော်ကြားတဲ့ KK ဖောက်ကိုစစ်တပ်နဲ့ကရင်နယ်သားဆောင်တဲ့ BGF တို့ကဖောက်ခွဲဖျက်ဆီးတာတွေဇက်တိုက်လှုပ်လာပြီးတဲ့နောက်မှာ KK ဖောက်ကနေလူတွေတိမ်းရှောင်သွားကြပြီဖြစ်ပါတယ် KK ဖောက်အခြေအနေနဲ့ပတ်သက်လို့ဒေသခံတို့ပြောတာကဘာမှမကြံတော့ဘူးကြီးသူတို့အမှဖောက်ခွဲနေကုန်တော့ပြအဆောက်ဘူးနောက်ကတော့ကျွန်တော်လောက်တာတော့မတွေ့သေးပါဘူးအလောက်ကတော့သူတို့ညှိနှိုင်းနေလို့တော့ကြားတာပဲနော်တိုင်ဝမ်နဲ့ဆက်ဒီလမ်းတွေအဲ့ဒါတော့ကြံနေတယ်ကျွန်တော်ဥစားရတော့ဖောက်ခွဲနေကုန်တော့မယ်ပေါ့နော် ဒါမိုင်းထောင်မျိုးပေါက်ခွဲတဲ့နေသားမျိုးပဲကျွန်တော်တို့ဒီကျွန်တော်မြင်နေရတဲ့မီးရဆိုလေဘာလို့မိုင်းခွဲတဲ့အတံပဲမနေ့တစ်ခါတည်းတည်းမျက်နေတည်းအဲ့လိုပဲပေါက်ခွဲနေကြားချက် online ငွေလိမ်လုပ်ငန်းတွေကိုအစောက်အုံတွေကိုဖြတ်စည်းပေမဲ့အဲ့ဒီလုပ်ငန်းလုပ်ကင်သူတွေကိုတော့တရားစွဲအရေးယူတာတွေမတွေ့ရလို့ထိရောက်မှုမရှိနိုင်ဘူးလို့ဒေသခံတွေကဝေဖန်ပါတယ်။အဲ့ဒီဒေသကလုပ်ငန်းတွေရဲ့အကျိုးအမြတ်တွေမှာအဖွဲ့အစည်းအားလုံးပါဝင်ပတ်သက်နေပြီး အပိုင်းလိုက်ဆုံးအလိုက်အကျိုးတူလုပ်နေကြတဲ့အခြေအနေဖြစ်တယ်လို့အဲ့ဒီအခြေအနေကိုသိရှိသူတွေကဆွဆွဲပြောဆိုပါရတယ်။အခုလိုဆွဆွဲချက်တွေပေါ်အဲ့ဒီဒေတာဘက်မှာ နေမြေထိန်းချုပ်ထားတဲ့ BGF ကတာဝန်ရှိသူတွေစီကို BBC ကဆက်သွယ်ခဲ့ပေမဲ့ဖုန်းလက်ခံချေကြတာမရှိခဲ့ပါဘူး။ဒီကနေ့နိုဝင်ဘာ၁၀ရက်နေ့မှာကြားဖြတ်နှိမ်နှင်းရေးနဲ့နေဆက်အခြေအနေတွေကိုလေ့လာစစ်ဖို့ထိုင်းဝန်ကြီးချုပ်ကိုရိုင်းမဲဆောက်မြို့ကိုရောက်ရှိခဲ့ပါတယ်။ထိုင်းဘက်ကစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေကလက်ရှိဖောက်ခွဲဖြတ်စည်းမှုတွေကကြီးစားတွေလွင့်စင်လာတာနဲ့ပတ်သက်ပြီးအသက်အန္တရာယ်စိုးရိမ်ရတဲ့အပြင်လုပ်ငန်းတွေလုံခြုံစွာလုပ်ကိုင်ဆောင်ရွက်လို့မရတဲ့အခြေအနေကိုထိုင်းဝန်ကြီးချုပ်စီကိုတင်ပြတောင်းဆိုခဲ့တယ်လို့အဲ့ဒီမှာရှိတဲ့မြန်မာအလုံသမားအရေးဆောင်ရွက်နေသူဦးမိုးချိုးကပြောပါတယ်။ မ်းချက်နေနေပေါ့ဗျာအဲ့ဒါကိုသူကဝေဒီထားတဲ့တောင်းရှိပုံကိုယ်တွေကတကယ်ထိတိရောက်လုပ်မလို့ဆိုတော့အနည်းကလာပြီးတော့စစ်စစ်ရောက်လာတဲ့သဘောပါအကုန်လုံးနဲ့ဆက်ဆံမှုရှိနေပါတယ်နော်ဒီကပြန်လာနေတဲ့တက်တယ်ကေကေတက်တဲ့ပေါ်ပေါ်တခြားအကုန်လုံးနဲ့ဆက်ဆက်မှုရှိပါတယ်။ထိုင်းဝင်ကြီးချုပ်အနုတင်ချက်ဝီရာကက ဒီလိမ့်လေတဲ့လုပ်ငန်းတွေကိုဘလို့မှ short ပေါ့ပေးမှာမဟုတ်ကြောင်းအေးအေးယူမှုတွေလုပ်ပြီးပြည်သူတွေခံစားနေရတဲ့ဒုက္ခတွေကိုအ धिक ထည့်သွင်းစဉ်းစားသွားမယ်အကြောင်းပြောပါရတယ်။ဘသူကိုမဆိုလုံးဝချင်းချက်မရှိဥပဒေအတိုင်းတင်းတင်းကြပ်ကြပ်အေးအေးယူသွားမယ်လို့လည်းဆိုပါရတယ်။ အဲ့ဒါကြောင့်နိုင်ငံရေးသမားတွေဒါမှမဟုတ်အစိုးရအရာရှိတွေပါဝင်ပတ်သက်နေရဆိုတဲ့သတင်းချက်လက်တွေရှိရင်လည်းသက်ဆိုင်ရာအာဏာပိုင်တွေစီကိုတိုက်ရိုက်ပေးပို့စေလိုတယ်လို့လည်းသူကပြောပါရယ် KK ပောက်ကိုစစ်တပ်ကအောက်တိုဘာ23ရက်နေ့မှာစတင်ဖောက်ခွဲခဲ့ပြီးအခုအချိန်ထိဖောက်ခွဲမှု24ကြိမ်လောက်လုပ်ခဲ့ပြီးပြီလို့သိရပါရယ်သတ်တရှင်များခင်ဗျာရန်ကုန်ပါဝင်ဒေသများစုမှာအခုရပိုင်း internet line ပြတ်တံနဲ့ဆူဆူရွာရွာနှေးကွေးတာတွေဖြစ်နေပါတယ် ဒီလို internet ပြတ်တဲ့ချိန်ဟာရွေးကောက်ပွဲမဲဆွယ်ကာလနဲ့တူဖြစ်နေလို့ online ကလှုံ့ဆော်မှုတွေမလုပ်နိုင်အောင် internet line တွေ short ချထားတာဖြစ်နိုင်တယ်ဆိုပြီးထောက်ပြနေကြပါတယ်ဒီကြောင်းကိုမိုးမြင့်ကပြောပြပေးပါမယ် ရန်ကုန်ပါဝင်နေရာတော်တော်များများမှာအင်တာနက်လိုင်းတွေအသုံးပြုလို့မရတာ10ရက်လောက်ရှိလာနေပါပြီ။လက်ရှိအင်တာနက်ကွန်ရက်ချိတ်ဆက်မှုအခြေအနေဆိုးရွားနေတာဟာပင်မဆက်ကြောင်းလိုင်းတွေပြတ်တောက်မှုကြောင့်အင်တာနက်လိုင်းတွေနှိကွေတာ၊လိုင်းပြတ်တောက်တာတွေဖြစ်နေတယ်လို့အင်တာနက်ဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီတွေကတော့အသိပေးစာတွေထုတ်ပြန်ထားကြပါရယ်။ဒါပေမဲ့တယ်လီဖုန်းလိုင်းတွေနဲ့မိုဘိုင်းဒေတာတွေကတော့ပုံမှန်နီးပါးအသုံးပြုလို့ရရှိနေကြပြီး Wi-Fi အင်တာနက်လိုင်းတွေကသာပြတ်တောက်နေတာပါ။ထိုင်းမြန်မာနယ်စပ်အနီးဖြတ်သန်းထားတဲ့ပင်လယ်ရေအောက်ကေဘယ်လိုင်းတချို့ပြတ်တောက်မှုဖြစ်ပွားခဲ့တာလို့ အင်တာနက်ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီတွေစီကနေသိရပါတယ်။အင်တာနက်ဝန်ဆောင်မှုလုပ်ငန်း call center တချို့ကတော့ဒါဟာယာယီပြတ်တောက်မှုသာဖြစ်တယ်လို့ပြောဆိုထားပေမဲ့ဒီပေါ်ဆယ်ရက်လောက်ကြာလာတဲ့အထိအစိုးရဆက်သွယ်ဝင်ကြီးဌာနဘက်ကတစုံတရာအသိပေးထုတ်ပြန်ကြေညာတာမျိုးမရှိသေးပါဘူး။အစိုးရရဲ့တရင်ချက်လက်ဤပညာနဲ့စိုက်ဘာလုံခြုံရေးဌာနညွှန်ကြားရေးမှူးဦးရဲနိုင်မိုးကိုဆက်သွယ်မေးမြန်းရမှာတော့ operator တွေကိုပဲမေးမြန်းဖို့ပြောဆိုပါရတယ်။ဒါနဲ့ပတ်သက်လို့ high internet company ဘက်ကပြောတာကလက်ရှိမှာတော့ပြင်ဆင်မှုတွေတော့လုပ်နေပါပြီ ရက်ခံမန်းကြီးအတိအကျတော့မသိရသေးဘူးရှင်အရင်လိုပုံမှန်လိုင်းပြန်ကောင်းမှုဆိုလို့ရှင်တော့ရက်ပိုင်းတော့နိုင်ငံကြမယ်လို့ပြောထားရှိရဲကိုအင်တာနက်တိုင်းကပေါ့နော်ဒီ fiber cable line တွေရွယ်ဖြစ်သွားတာရှင်အင်တာနက် line တွေမပေါ့လိုင်းဆွဲရမကောင်းတဲ့အတွက် VPN ချိတ်ပြီးသုံးရတဲ့ application တွေဆိုလို့ရှင်အတုံးပြအဆင်မပြေဖြစ်တာရှင်တရုတ်နည်းပညာ cyber လုံခြုံရေးကုမ္ပဏီ GG ရဲ့ firewall တွေကိုမြန်မာအစိုးရကဝယ်ယူထားပြီးအဲ့ဒီစနစ်ကိုစမ်းသပ်မှုကြောင့် internet line တချို့နှိပ်ကွေးသွားတာလို့နည်းပညာကြွမ်းကျင်သူတချို့ကပြောနေကြပါတယ် စစ်ကောင်စီကကျင်းပတဲ့ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးကာလစတင်တဲ့နိုဝင်ဘာ၁ရက်ညနေပိုင်းမှာပဲအင်တာနက်လိုင်းတွေစတင်ပြတ်တောက်သွားတာပါရွေးကောက်ပွဲနဲ့ပတ်သက်လို့ဆန့်ကျင်တဲ့အွန်လိုင်းလှုပ်ရှားမှုတွေမရှိအောင်လူသုံးများတဲ့အင်တာနက်လိုင်းတွေကို short ချထားတဲ့သဘောဖြစ်နိုင်တယ်လို့တချို့ကတန်တရားရှိပါတယ်ဒါနဲ့ပတ်သက်လို့မြန်မာအင်တာနက် project က digital အရေးလေ့လာသူကိုတင့်ညာထောက်ပြတာကဒါနဲ့ကြောင်းကဘလို့ဖြစ်သွားပါလဲဆိုတဲ့ဟာမျိုး ISP ကလည်းမပြောနိုင်ဘူး။ဟိုပြင်ဆင်မှုအခြေအနေကလည်းပဲရောက်နေပြီဆိုတဲ့အခြေအနေကိုကျွန်တော်တို့ပွင့်လင်းမတာဆိုတော့မသိရဘူး။ ကျွန်တော်တို့ကဝင်နေပြည့်မှာတော့ပြန်ကောင်းမယ်ဆိုတော့တရားဝင်ထုတ်ပြန်တယ်လည်းမသိအောင်တော့ဆိုဒီချင်းကြီးရတော့ကျွန်တော်တို့ကတန်နီယကိုချီထွားစီတယ်အဲ့မှာလေဒီရုပ်ောက်ပွဲလည်းနေရဖြစ်တဲ့အတွက်ဒီ UGC ရှိနေလုံနေတယ်ဆိုတော့တန်နီယကတော့သာသာသာပူပြီးတော့ရှိလာတယ်လို့လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အတွက်လှုံ့ရှားနေတဲ့အတန်အဖွဲ့ရဲ့လေလာတွေ့ရှိချက်တွေအရ2025စက်တင်ဘာ30ရက်နေ့အထိမြန်မာတိုင်းနိုင်ငံလုံးမှာ internet line ဖုန်းလိုင်းစတဲ့ဆက်သွယ်ရေး line တွေဖြတ်တောက်ခံထားရတဲ့မြို့နယ်ပေါင်း132မြို့နယ်ရှိတယ်လို့သိရပါဗျ။သောရရှိမြတ်ခင်ဗျာ။ အညာငလျင်ကြီးရဲ့ပဟုချက်စကိုင်းမြို့ရဲ့အထင်ကလေးကငွေတဲလုပ်ငန်းတွေဟာနောက်ဆယ်စုတစ်ခုတွင်ပြောက်ကွယ်သွားနိုင်တယ်ဆိုပြီး ငွေတဲ့လုပ်ငန်းရှင်တွေကပြောပါရယ်ငလင်းတန်းချောက်လုပ်ငန်းခွင်နဲ့နေရင်တချို့ပြိုကျပျက်စီးခဲ့တဲ့ဒီငွေတဲ့လုပ်ငန်းတွေဘလို့ရက်တည်နေသလဲမတ်တရာကပြောပြပေးပါမယ်ဇက်တော်လာယုံလုံးရောက်ကြများနဲ့အနုလျာမြောက်ပုံဖော်တုစစ်ထားတဲ့အသုံးဆောင်ဝေတဲ့ပစ္စည်းတွေတွေ့မြင်ရဖို့ခက်ခဲလာပါတယ်ငွေတဲ့လုပ်ငန်းမှာအဆင်များစွာပြုလုပ်ရပါတယ်အဓိကအရေးကြီးတဲ့ဒေသအခေါ်ပုံဖော်အပိုင်းနဲ့ရုပ်ကြွထုလုပ်တဲ့အပိုင်းပါ အဲ့ဒီလိုအစဉ်အလာရေလုံသားအများအပြားလုံခံရပြီမယ်အခုအခါလူငယ်လုံသားတွေမရှိသလောက်ဖြစ်သွားပါတယ်ရုပ်ကြွထူးစစ်တဲ့ဗရင်ပညာရှင်တွေလည်းရှားပါလာပါတယ်ငွေတယ်လုပ်ငန်းရှင်ဦးထွတ်ပြောတာကငွေပရင်လုပ်ငန်းကတော့ဟိုဖေဒူးမြစ်တစ်ခုလောက်ဆိုရင်ဟိုဒါကျွန်တော်တို့ ဟိုတိမ်ဝေါ်ပျောက်ကွယ်နေနေထားရှိတာပေါ့နော်ပျောက်ကွယ်နိုင်တယ်ဆိုတာကကုန်ညံသိလုံးကြီးမြင့်တာဈေးွက်ချင်းမြောင်းတာပြီးတော့ဟိုကျွန်တော်တို့ငွေငွေတဲ့ပစ္စည်းတွေတည်ယူတောင်းချတဲ့နေမှာဒါအထက်သေးကြီးရှိတဲ့အတွက်အဓိကချင်းမြောင်းတယ်လို့ဒါကျွန်တော်ထင်ပါတယ် စကိုင်းတိုင်းစကိုင်းမြို့မှာရှိတဲ့ငွေတဲလုပ်ငန်းတွေမှာအရင်ကပရင်းပညာရှင်နဲ့လူသားပေါင်းရာချီလက်ပတ်လုပ်ကင်ကြရပါတယ်။လက်ရှိငွေတဲလုပ်ငန်းတွေမှာလက်တစ်ဖက်စာဥယျာဉ်သာလုပ်ကင်ကြရပြီးတချို့ငွေတဲလုပ်ငန်းရှင်တွေဟာကြီးလုပ်ငန်းတွေကိုပြောင်းလဲလုပ်ကင်နေကြရပြီဖြစ်ပါတယ်။ငွေတဲစည်းကွက်မကျပြန်လို့ငွေပရင်းပညာရှင်တွေကိုထိုက်သင့်တဲ့လိုအားခါတွေပေးဖို့ခက်ခဲတယ်လို့လုပ်ငန်းရှင်တွေကပြောပါတယ်။မျိုးဆက်သစ်အတွက်ပညာအမွေပေးဖို့မစင်စားဘူးလို့ပရင်းပညာရှင်ကိုကျော်စိုးမင်းကအခုလိုပြောပါတယ်။ကျွန်တော်တို့ မှဒီလိုကြီးဖြစ်နေမှာတော့နောက်တော့ပို့ဆိုတော့ ယ်ပြည်စည်းထုတ်လို့ရမှာကုန်ချက်အဖြစ်ဘုံငွေစင်းကိုအနည်းဆုံး90ရာခိုင်နှုန်းအထိထုစစ်အသုံးပြုကြရပါတယ်။ဘောစင်းနှုန်းကလည်းမြမရွှေကဘာရွှေဈေးကွက်ပေါ်အခြေခံသတ်မှတ်ကြရပါတယ်။ဘောကုန်ချက်စည်းတွေမြင့်တက်လာပြီးလိုသလောက်ဝယ်မရတာပါဖြစ်ခဲ့တာပါ။ငွေတဲ့လုပ်ငန်းတွေကတော့တနည်းတစ်ချာရည်တည်ဖို့ခက်ခဲလာနေပါတယ်။ငွေတဲ့လက်ရာတွေကိုဈေးကွက်ချပြပေးတဲ့ငွေတဲ့လုပ်ငန်းတွေရဲ့အလို့ယုံနဲ့ဆိုင်တချို့ရဲ့အစာအုပ်တွေဟာလည်းအင်အားပြည့်ငလင်းတဲ့ကြောင့်ပြိုကျပျက်စီးခဲ့ရပါတယ်။စကိုင်းနဲ့မြမပြည့်အထက်ပိုင်းကိုဆက်သွယ်ထားတဲ့လမ်းမကြီးဘေး တစ်ဖက်တစ်ချက်မှာလက်ညှိုးထိုးမလွှဲရှိခဲ့တဲ့စကိုင်းမျိုးရဲ့အထင်ကြီးငွေတဲ့လုပ်ငန်းတွေဟာအခုဆိုရင်အသေးချာရှာဖွေနေရပါပြီရှင်။ဒီနောက်ညာကျန်း BBC မြန်မာဘိုင်းအစီအစဉ်တွေဒီတင်ပြီးဆုံးပါပြီ။ BBC ကနားဆင်နေတဲ့ခြေစုတင်ပါတယ်။ BBC တော်တရှင်များနဲ့တကွာမြန်မာပြည်သူပြည်သားပေါင်းကိုဆင်းပြအေးချမ်းပြီးဘေးပြာတွေကင်းဝေးကြပါစေလို့ BBC Wine.2 Wine.3 ကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တော်တော်များများကို www.bbcworldservice.com/podcast ကနေ download လုပ်ပြီးနားဆင်နိုင်ပါတယ်ရှင်။